အများပြည်သူများစိတ်ဝင်စားသိချင်နေကြတဲ့နေရီကန်ဘီဝါကုန်းအခြေအနေနဲ့ပတ်သက်ပြီးအာရကတက်တော် AA ရဲ့အောက်တိုဘာ15ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့သတင်းမှာယခုလိုပဲဖော်ပြလာပါတယ်။နေရီကန်ဘီဝါကုန်းကိုအပိသက်သိမ်းနိုင်ဖို့အတွက်အနေငယ်သောလက်ချက်နေရာချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေရစေဖြစ်တယ်လို့ဖော်ပြထားပါတယ်။ထုတ်ပြန်ချက်အတွင်းဖော်ပြရမှာနေရီကန်ဘီဝါကုန်းကိုအပိသက်သိမ်းပိုက်ရယူဖို့အတွက်အနေငယ်သောလက်ချက်နေရာချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကဲ့သို့ ကစင်ကလေးထွက်ပြေးနေကြတဲ့ရန်သူများနဲ့လည်းနေရာချို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့ဖော်ပြထားပါတယ်။လက်နက်ချအလင်းဝင်ရောက်လာတဲ့သူတွေကိုလည်းစစ်တုံးမှန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုဆောက်ရှောက်ပေးထားတယ်လို့ဆိုပါတယ်။ဒါ့အပြင်စစ်ကောင်စီဘက်ကအမ်ဘရန်ရိုးတောင်ကျော်လမ်းမှာရှိတဲ့နေကန်လေးချောင်းရဲ့ပြွာကုန်းအတွက်လိုအပ်တဲ့စားနပ်ရိက္ခာနဲ့လက်နက်ခဲယံတွေကိုအချမ်းဘက်စစ်တကလေးချောင်းနဲ့တတိယအကြိမ်မြောက်လာချပေးခဲ့တယ်လို့လည်းသိရပါတယ်။ဒီကနေ့အောက်တိုဘာ16ရက်နောက်ဆုံးအချိန်မှာ အဆိုပါစားနပ်ရိက္ခာများနဲ့လက်နက်ခဲယမ်းတွေကိုနေအိမ်ကလေကြောင်းရံကာကွယ်ပြွာကုန်းတုံးဒီကနေ့အော်တိုဘာ16ရက်မနက်ပိုင်းကဝိုင်းတွဲနဲ့ထပ်မံလာချပေးခဲ့ခြင်းဖြစ်တယ်လို့စီးရီးသတင်းမြစ်တွေကပြောပါတယ်ဒီနေ့မနက်ကလည်းဝိုင်းတွဲနဲ့ရိက္ခာထုတ်တွေလက်နက်ခဲယမ်းထုတ်တွေလာချတယ်ကြည့်ပုံရတော့တောင်မောင်ကနေအောက်လဲမစင်ဝရိက္ခာတွေလည်းပြက်နေပုံ ပေါက်တယ်လို့ပြောပါတယ်လက်ရှိအချိန်မှာအချမ်းဘက်စစ်ကောင်စီတပ်ဖက်က အနည်းဝိညာဉ်တွေကိုလက်နက်ကြီးဒရုန်းများနဲ့ပစ်ခတ်လျက်ရှိပြီး Jet Fighter နဲ့ရှေ့ကျိန်ထက်မနည်းပြေချတိုက်ခိုက်လျက်ရှိတယ်လို့မြေပြင်သတင်းမြစ်တွေထံကသိရပါဗျ။အာရခတပ်တော် AA နဲ့ပူးပေါင်းတော်လိုင်းတပ်တို့ရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းခံရ၍ကျောက်လူဆဲဆဲဖြစ်နေတဲ့နိုင်ငံပြူဟာကုန်းတို့အချမ်းဘက်စစ်တပ်ကစားနပ်ရိက္ခာနဲ့လက်နက်များကိုလေကြောင်းမှလာရောက်ချပေးနေမှုမှာယခုအချိန်နဲ့ဆိုလျင်တစ်ပတ်အတွင်း၃ချိန်ရှိသွားပြီလို့ဆိုပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ၁၇ရက်နေ့စနေနေ့တို့ကလည်း ယခုလိုနှစ်ချိန်တိုင်းလေကြောင်းမှလာရောက်ချပေးခဲ့တယ်လို့ဆိုပါတယ်။အော်တိုဘာလာ၁၀ရက်နေ့ကလေမလေကြီးနဲ့လာချပေးခဲ့ကြမှာလက်နဲ့ခဲများနဲ့ရိတ်ခါတို့တချို့ကိုအေးအေးကသိမ်းဆီးရမိခဲ့ကြောင်းလည်းသိရပါတယ်။နိုင်ငံလေကြောင်းရန်ကာကွယ်စခန်းဝိုင်းရန်ပိတ်ဆို့ခံထားတဲ့အတွက်လက်နဲ့ခဲရန်နဲ့ရိတ်ခါများပြတ်တောက်နေတဲ့အနေအထားမှာရှိနေကြောင်းလည်းသိရပါတယ်။နိုင်ငံပြွာကုန်းကိုအပိသက်သိမ်းပိုက်ရယူဖို့အတွက်အနည်းငယ်သောလက်ချက်နေရာချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကဲ့သို့ ကစင်ကလေးထွက်ပြေးနေကြတဲ့ရန်သူများနဲ့လည်းနေရအချို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့အေကယမန်နေ့အောက်တိုဘာ19ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်လက်နက်ချအလင်းဝင်ရောက်လာသူတွေကိုလည်းစစ်တုံးမှန်ဥပဒေနဲ့ညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့ပြောဆိုထားပါတယ်။လက်ရှိမှာလက်ရည်ကလေးချောင်းရံကာကွယ်ရေးစခန်းနဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံအမှတ်14ကျောင်းတောင်ကျောတဝိုက်နေရာတို့မှာလည်းအကြမ်းဖက်စစ်တပ်နဲ့အေရိုကြားရန်ဖန်ရန်ခါတိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။ တိုင်ဝဲကတော့တောင်ကျောတစ်ချောင်းမကြာခဏရှိတယ်။သူတို့စစ်ကြောင်းတွေဖြတ်တိုက်ခံရတာမျိုးရှိတယ်လို့မြေပြင်စီးရေးသတင်းမြစ်တွေကပြောပါရယ်။နိုင်ငံလေကြောင်းရန်ကာကွယ်ပြူဟာစခန်းတို့ဗရန်ဘကနေစစ်ကိုလာနိုင်တဲ့လမ်းအောင်လမ်းသစ်နှစ်ခုစလုံးကိုအေအေနဲ့ဒေါ်လာရင်တက်ဖွဲ့တွေကဖြတ်တောက်ပိတ်ဆို့ထားတာကြောင့်အဆိုပါနိုင်ငံစခန်းမှာလက်လက်နဲ့စားနပ်ရိက္ခာများပြတ်တောက်နေတယ်လို့ဆိုပါရယ်။ပဲခူးတိုင်းဗရောင်းမြို့နဲ့ပကံခွေးဘက်မှာလည်း63.0ကိုတိမ့်ပိုက်ရရှိတယ်လို့အေကထုတ်ပြန်ထားပါတယ်။ပဲခူးတိုင်းဗရောင်းမြို့နယ် ပကံခွေးခေါ်ပကံခွေးကျေးရွာတောင်ဘက်9ကီလိုမီတာကွာဝေးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့6သုံးလုံးပွိုင်ကုန်းကိုတင်ပတ်ရရှိခဲ့တယ်လို့အာရကတတော်ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီ666ပွိုင်ကုန်းကိုအော်တိုဝါလာ14ရဲ့မနက်9:05မိနစ်ချိန်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး3နာရီအကြာမှာတင်ပတ်ရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါပွိုင်ကုန်းနဲ့၎င်းပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားနေခဲ့တာမှာကာလအတန်ကြာခဲ့ပြီဖြစ်တော်လဲ။ ယမန်နီကစပီးအာရကတတော်မှာထိုးစစ်အရှင်ကို မြင်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။၃နိုင်ခန့်၃ဘက်၃တန်းမှာထိုးစစ်ဆင်တိုက်ခိုက်မှုပြီးမှအဆိုပါစခန်းကိုအာရကတတော်မှာသိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဝိုင်း666စခန်းတစ်ခုလုံးအားသိမ်းပိုက်ရယူခဲ့တဲ့အတွင်းရန်သူအလောင်းအချို့လက်နက်ခဲယံနဲ့စစ်အုံဆောင်ပစ္စည်းအချို့ကိုလည်းသိမ်းဆီးရရှိခဲ့ပါတယ်။ယခုထိုးစစ်အတွင်းတိုက်ခိုက်ရေးကောင်းတဲ့အာရကစစ်တီတော်များနဲ့အတူဘေးဆက်ဆုံးလွှတ်ခဲ့ရတဲ့အာရကစစ်တီတော်များအား လေးနက်စွာမှတ်တမ်းတင်ဂုံပြူအပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်ခင်ဗျာမန္တလေးစင်ကူမိုးကုတ်ကားလမ်းနဲ့ထီးခြားဗမော်မဟာပြူဟာလမ်းပေါ်မှာစီရီအချက်ချကြတဲ့တမိတ်ချင်းမြို့နယ်ရှိဖော်တော်လမ်းဆောင်ကိုအော်တိုဘားလာ၁၄ရက်ကစစ်တပ်ကပြန်လည်သိမ်းပိုက်လိုက်ပါတယ်ဖော်တော်လမ်းဆောင်မှာမိုးကုတ်တို့မိုင်50ကျော်သာဝေပြီးထို့မှမိုးမိတ်ဗမော်မြေကြီးနားထီ၎င်းရှမ်းပြည်မြောက်ပိုင်းကြောင်မဲတီဘောသာမကတော်လိုင်းအင်အားစုများအတွက် တပိတ်ချင်းတောင်ချမ်း၊စင်ကူးမရီယာနဲ့မိုးကုတ်ရှမ်းမြောက်ဒေသများအားချိတ်ဆက်ထားတဲ့အညာနဲ့ရှမ်းမြောက်ဆက်တော်ရေးလမ်းကြောင်းပြတ်တောက်သွားနိုင်ကြောင်းသိရပါတယ်။ဒီလိုအရေးပါတဲ့လမ်းဆောင်ကိုထိန်းချုပ်ဖို့စစ်တပ်ကလေကြောင်း၊ဒရုန်းလက်နက်ကြီးပြင်တပ်သားတွေများသုံးပြီးအင်အားအများပြားနဲ့ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ပထမတပိတ်ချင်းကိုသူတို့သိမ်းပြီးဖော်တော်လမ်းဆောင်ကိုဆက်တိုက်တယ်။မရီယာဘက်ကနေလည်းအင်အားတွေရောက်လာတာရှိတယ်။တပိတ်ချင်းနဲ့မိုးကုတ်မိုင်း90ကျော်ဝေသေးတော့ လက်ရှိအနေထားမှာမိုးကုတ်ကိုဆက်တိုက်တာမျိုးထက်အနည်းဆုံးစင်ကူးနဲ့တကောင်းနီကဲဆက်ယုံတွေပဲထပ်ပြီးတိုးလာနိုင်ကြောင်းသုံးသပ်လို့ရတယ်လို့မြေပြင်စီးရေးသတင်းမြစ်တူကပြောဆိုထားပါတယ်။တပည့်ချင်းရှိတောင်ဘက်ရွှေမွေးချောင်းဒေသလမ်းလေကျဲခုနမရွာများမှာတော်လိုင်းတက်များဆုတ်ခွာခဲ့ပြီးတဲ့နောက်စစ်တပ်ကဖော်တော်လမ်းဆောင်ဤဝါဖြူတောင်ရွာထိရောက်လာပြီးဖော်တော်လမ်းဆောင်ကိုပြန်လည်သိမ်းပိုင်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။နိုင်ငံရေးစီးရေးလေးလာနေသူတူကဖော်တော်လမ်းဆောင်ဆိုတာ မန္တလေးကနေပြီးတကောင်းပေါ်မှာကားလမ်းပေါ်မှာရှိတဲ့လမ်းဆောင်ဖြစ်တယ်။အဲ့ဒါကိုထိန်းလိုက်တဲ့အခါအပေါ်ဘက်ကတကောင်းအေရီယာနဲ့အောက်ဘက်စင်ကူးမရီယာတွေနဲ့လမ်းကျောပြတ်တောက်သွားတာပေါ့။တော်လိုင်းတက်ဖွဲ့တွေအတွက်မြောက်ပိုင်းနဲ့တောင်ပိုင်းတကောင်းဘက်ခြမ်းပေါ့။တကောင်းမပိုင်းဘက်ခြမ်းတွေနဲ့စင်ကူးဘက်ခြမ်းတွေမှာဆက်သွယ်ရေးလမ်းကျောပြတ်တောက်သွားတာမျိုးခံရတာပေါ့လို့နိုင်ငံရေးစီရေးလေးလာနေသူတူကပြောဆိုထားတာဖြစ်ပါတယ်။ဖော်တော်လမ်းဆောင်ပေါ့မန္တလေးစင်ကူးမုန်းကုတ်ကားလမ်းနဲ့မန္တလေးစင်ကူးသပိတ်ကျင်းလမ်းမိုင်းတွေကို ပလောင်တောင်မြို့သားလူမျိုးရေးတက်မတော် DNL ပြည်သူလူမျိုးရေးတက်မတော် BLA ပြည်သူကာကွယ်ရေးတက်မတော်မန္တလေး MDY PDF ဒီဥလင်ခရိုင် ပကဖာမိုးကုတ်ပြူဟာမြို့နယ်ပကဖာမြောင်းဒေသတွင်း PDF ဖွဲ့တွေက2024ဩဂုတ်လအတွင်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းပဲဖြစ်ပါတယ်။သို့သောတမိတ်ချင်းမြို့နယ်ခရမိုင်ကြီးဝါနဲ့လွင်ငယ်ကြီးဝါများဘက်မှာရှိတဲ့အမှတ်နဲ့စစ်အခြေခံလေ့ကျင့်ရေးတပ်စခတာနဲ့အမှတ်73တန်းမြေလေ့ကျင့်ရေးတင်တန်းကြောင်တကကဆသော တတုဗေဒဆိုင်ရာသူတေသနာနဲ့နိပညာခွင့်မျိုးတိုးတက်ရေးတပ်တာနာတတိတဲ့များကိုထိုးစင်ကတိမ့်ပိုက်ရန်ကြံနေခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီကြံနေခဲ့တဲ့တပ်တွေကမိုးကုတ်စင်ကိုတပိတ်ချင်းတိုက်ပွဲများအတွင်ထွက်ပြေးလာသူများစုကိုပြန်လည်စုဖွဲ့ကလေချောင်းရေချောင်းဖြင့်အင်အားပြန်ဖြစ်ပြီးယခုနှစ်ဇွန်လဈာမိုင်းကစ၍လေချောင်းပစ်ကူနဲ့ပြန်လည်ဆစ်ဆင်ခဲ့ခြင်းပဲဖြစ်ပါတယ်။စစ်တပ်စီဒီအမ်ဗိုလ်ကြီးစင်ရောကတော့ဖော်ဒိုလန်းဆောင်ကနေမိုးကုတ်ကိုကားနဲ့သွားမယ်ဆိုရင်၃နိုင်လောက်ရောက်တဲ့ခီး ဒါပေမဲ့လောလောကူကူတော့မြားနိုင်သေးဘူးအများကြီးတက်ရအောင်မောင်းဖော်တော့ကနေတက်နိုင်ရင်ခလာရ148တို့ကိုတော်လိုင်းအင်အားစုတွေကတင်ထားနိုင်ကြပါတက်တွေကလည်းအစင်းစင်းနဲ့ခံထားနိုင်ကြစေဆိုတော့မိုးကုတ်ကိုကုန်းချောင်းတက်ဖို့ရမလွယ်ပါဘူးဒီကြားထဲမှာတော်လိုင်းအင်အားစုတွေအနေနဲ့ဘယ်တော့ခုခံနိုင်မလဲပြန်ထိုးနိုင်မလဲဆိုတာကိုတော့စောင့်ကြည့်ရအောင်ပါပါလို့ပြောပါရယ်လက်ရှိမှာမိုးကုတ်မြို့ကိုဝန်ရောက်နိုင်ဖို့အတွက်စစ်တပ်ကလေးချောင်းဒရုန်းများနဲ့ပုံကျဲတိုက်ခိုက်နေသလိုတပိတ်ချင်းမျိုးပတ်မှတချောင်း ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ဘက်တစ်ကျောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါဗျ။နိုင်ငံရေးစီးလေးလာနေသူတို့ကဖော်တော်လန်းဆောင်ကနေအပေါ်တက်လို့ရတယ်လို့မိုးကုန်းနဲ့အောက်ဖက်ဆင်ကူကိုသွားလို့ရတယ်။အပေါ်မှာကတွင်းငယ်တကောင်းရောက်သွားရင်တော့မိုးပိန်မပိန်ပေါ့။ဖော်တော်လန်းဆောင်မရခင်လမ်းလေကြီးကိုတင်းထားနိုင်တာဆိုတော့အောက်ဖက်ဇရက်ကွင်းတို့ဆင်ကူနယ်တဲ့ကိုလည်းဆင်းလာနိုင်တာမျိုးဆိုပေမဲ့လော်လေကူကူတော့ဘယ်ရမလဲ။အဓိကလမ်းဆောင်ကိုရလိုက်တဲ့အတွက်အထက်အောက်ပတ်ချလဲသွားလိုက်ရတော့ကိုယ့်ဘက်ကပြတ်တောက်သွားတာပေါ့။ ဘယ်ကိုပဲဆက်ပြီးဥတီနေပါစေစစ်တိုက်တာကမော်တော်ကားနဲ့ခီးတော့တယ်လို့ချက်ချင်းသွားလို့မရဘူးလေလမ်းမှာအပိတ်ဆို့အတားဆီးဆိုတာတွေရှိတော့အချာကြီးတိုက်ရအောင်မှာပါလို့သုံးသက်ထားပါတယ်ခေါ်တော်လင်းစုံတိုက်ပွဲဖြစ်ွားချိန်မှာအနည်းဝန်းကျင်မှာရှိတဲ့ဇေယျကွင်းညောင်မင်းတောင်ပိုးစာကြီးရော်တွေကိုလေးချောင်းတိုက်ခတ်မှုများပြုလုပ်ခဲ့တာကြောင့်အရက်သားတည်ဆုံးတရားရမှုတွေရှိသလိုတွင်းငယ်ဘက်ကလည်းဘုံကျဲမှုများရှိတယ်လို့ဆိုပါတယ်လက်ရှိတွင်းငယ်မုံမိတ်လမ်းကျော်မှာတိုက်ပွဲမရှိတော့လဲ နှစ်ဖက်တပ်များစစ်ဆင်ထားတာကြောင့်မကြခင်တိုက်ပွဲများပြင်းထန်လာနိုင်ခြေရှိတယ်လို့ရေပြင်စီးရေးသတင်းမြစ်တွေကပြောဆိုထားပါတယ်။ဒါပြင် ဖော်တော်လန်းဆောင်တိုက်ပွဲတွေကြောင့်လန်းဆောင်နီးမှာရှိတဲ့ဖော်တော်၊ညောင်ပင်တောင်၊ပိုးဆောင်၊ဇေယက်ကွင်း၊ဝါဖြူတောင်၊ဝေးပင်မော်၊တင်ပေါင်းချောင်း၊လမ်းလေကျေ၊ကြောက်ဖြောင်း၊ဟုံကုံ၊ရွှေမွေချောင်း၊ညောင်ချိုအိုက်ပေတောင်ကပဲ့ကြီးအုံစုံမြင်တောင် လင်းငါ6ခုနှစ်မိုင်နဲ့9မိုင်ကြီးွာမြမဒေသခံများလည်းဘေးလွတ်ရာထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါဗျ။ထော်တော်လန်းဆောင်နဲ့10မိုင်ကျော်သာကွာဝေးပြီးမန္တလေးမြို့နဲ့ကားလမ်း82မိုင်၊ရင်းမိုင်89မိုင်ကွာဝေးကာအေရဝတီမြို့ဝဲဘက်ကမ်းပေးရှိတပိတ်ချင်းမြို့ကိုလည်းဇူလိုင်လ23ရက်နေ့ကပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။